မင်္ဂလာပါညီကူမန်မာတို့ဒီနေ့ကျွန်တော်အဲ50ကလောက်ဗီဒီယိုတပိုးပြမယ်အဲ့ဒီဗီဒီယိုကိုကြည့်ပြီးညီကူမန်မာတို့တေချာစဉ်းစားမယ် မလို့လဲဆိုရင်ယေရှုကပြောတယ်တင်းတို့ကဖာလရှေးတို့ရဲ့အကျင့်တဲ့မတာမလွန်မလွန်မတာလင်တဲ့အနည်းနည်းလေးမှမတာဘူးဆိုလို့ရှိရင်နိုင်ငံတော်ကနေလို့နဲ့မဆိုင်ဘူးလို့ပြောတယ်အဲ့တော့ဩတခေါက်ကျင်တော်လဲအဲ့ဒါကိုတခေါက်ကျင်တော်ဗီဒီယိုတင်ပေးပြီနော်ဤပူဇော်ခြင်းတဲ့ တနာချစ်ကယူနာကိုပို့ပြီးမှဘုရားသခင်နှိတက်တယ်ဆိုတာအဲ့တော့ဖာရီရှဲတို့ထဲမလို့မတာလင်းလို့ပြောတဲ့အခါမှာအဲ့ဒါလေးလဲပါတယ်ညီကိုမနမတို့အဲ့တော့အဲ့ဒီဗီဒီယိုဖိုင်မှာကောင်းလေးလေးတယောက်ငလင်ဒုက္ခတဲ့ပစ္စည်းဝယ်တဲ့နေရာမှာဘာပစ္စည်းလာတော့မသိပါဘူးမုံချောက်လေးထင်ပါတယ်အဲ့တော့ စ္စည်းဝယ်တဲ့နေရာမှာအဲ့ကလေးလေးကသူ့ပုံစံကိုတေချာကြည့်ရင်တကယ်တနာเสียရလေပြောမယ်ဆိုရင်တော့လူလူရဲ့အမြင်နဲ့ပြောမယ်ဆိုရင်ဘောင်မဝင်တဲ့စတိုင်ပေါ့ကွယ်လူကြားမတိုးတဲ့စတိုင်ပေါ့ဒါမဲ့တကယ်တကယ်တမန်တရားနဲ့ပြန်ကြည့်လို့ရှိရင်တကယ်ဖရာတခင်ရှေ့မှာနော် ဖရာအယံလို့ချင်တဲ့ကလေးလေးပါเนาะအဲ့တော့သူတပည့်တော်လေးကယေရှုရဲ့တပည့်တော်လေးကကလေးလေးမလာနဲ့မလာနဲ့လို့ဇေယနာရအုံးမယ်မလာနဲ့ဆိုပြီးမှမောက်ထုတ်တဲ့ခါမှာယေရှုကကလေးလေးကိုမသားနဲ့သူတို့လာခိုင်းလိုက်သူတို့လာရမယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်နိုင်ငံတော်ကသူတို့ရဲ့နိုင်ငံဖြစ်တယ်တဲ့ မင်းတို့ကလည်းအဲ့ဒီကလေးလိုမျိုးမဖြစ်ဘူးဆိုလို့ရှိရင်နိုင်ငံတော်မဝင်စားရဘူးလို့ပြောတာအဲ့လိုပြောတဲ့အခါမှာအဲ့ဒီကလေးလီကိုယေရှုကပြောတဲ့စကားကနော်အတိပေတော့အများကြီးရှိပါတယ်ဒါပေမဲ့ဒီနေ့ကျွန်တော်နားလေစေချင်တာတခုကကျွန်တော်ယုံကြည်သူတွေခရိယန်တွေလည်းနော်အမှုတော်ဆောင်တွေကိုယ်တိုင်နော် အိုင်အင်ကိုဆိုင်နော်ငွေကြေးအဖြစ်မျိုးစိကြေးချင်းအဖြစ်ပါဝင်တဲ့လူတွေရော အမှုတော်ဆောင်တွေကတော့ကိုတိုင်ကိုကြနော်အစေခံပြီးတော့သွားကြတယ်တချို့တော့ကျွန်တော်တို့ယုံကြည်သူခရိယန်တွေကလည်းတချို့တော့လူတွေကအယံကိုဟိုလိုအပ်တဲ့အရာလည်းရှိတယ်ဗျဟိုပင်ပန်းလာတဲ့ခါကျရင်နော်တမျိုးဖြစ်လာတဲ့ဟာလည်း မပင်ပန်းတဲ့ချိန်မှာတော့တမျိုးပင်ပန်းလာပြီဆိုလို့ရှိရင်အဲ့လိုမျိုးပေါ့တိတ်ပြီးမှစိတ်စိတ်မရှည်တတ်တော့အဲ့လိုမြဲ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 လှုပ်ပြီးမှမြဲမြဲနားရအောင်ဆိုတဲ့အသွေးဝင်လာတာညီကိုမနှမတို့အဲ့ဒါကတင်းတို့ကိုစတာအခွင့်ပေးလိုက်တာပဲနော်အခွင့်အဲ့ဒီကလေးလေးမှလည်းကြည့်ဝေတဲ့လူကဘာလို့လဲကားသေးကပစ္စည်းကိုယူနေတဲ့ခါမှာ ပြန်လေးလေးလိုက်ရောအဲ့ဒီကလေးကိုအနောက်ကလူကြီးကတွန်းလိုက်တာမတိမတာတွန်းလိုက်တာတွန်းလိုက်တော့ကလေးကသူတန်းစီနေတဲ့လမ်းကြောင်းရဲ့အပြင်ဘက်ကိုရောက်သွားတော့ကလေးကရှစ်ခုရှစ်ကန်းနဲ့မျက်နှာငယ်လေးနဲ့နော်ခေါင်းငုပ်ပြီးမှထွက်သွားရှာတာအဲ့ဒါကိုအမှန်ဆိုအဲ့ဒီအထုပ်ဝေတဲ့လူကမြင်တယ်မြင်တဲ့ချိန်မှာနော်သူ့ရဲ့သူ့ရဲ့စိတ်ကပင်ပန်းနေတဲ့ခါမှာနုံနုံကြားကြားမရှိတော့ဘဲနဲ့နော်နှုတ်ရှာနှုတ်ရှာမျက်စိနှလုံး တွက်လက်မှုမရှိတော့ဘဲနဲ့ထိုင်းသွားတဲ့ခါမှာကလေးကကြော်သွားတော့သူလေအဲနော်ကျန်တဲ့လူလေးဝေးလေးပေးတာလေအတူတူပါပဲဟိုတယောက်မပေးလို့ဘာမှဖြစ်ပါဘူးဆိုတဲ့နော်အများနဲ့တယောက်ကို ပြောလိုက်ရင်တယောက်ကိုပေးလိုက်တဲ့တဘောဒါပေမဲ့ယေရှုရဲ့စကားကပြက်သားတယ်နော်ညီကိုတို့တိုးအုပ်ကြီးကိုတောင်ပေါ်မှာထားခဲ့ပြီးတိုးတကောင်ကိုဆင်းရှာတယ်လို့ပြောတယ်နော်အဲကြောင့်မို့ယုံကြည်သူညီကိုမှန်မှတော့ကျွန်တော်အဲ့လိုမျိုးလုပ်ငန်းတွေလုပ်တဲ့ခါမှာဘုရားသခင်အရာနေတက်တယ် ဖရရန်နှိတက်တယ်အဲ့လိုမျိုးလေးပေါ့နော်ငတ်မှုတော်သူကိုစားစီရရစေခြင်းက၎င်းနော်နာမကျမ်းတော်သူကိုကျမ်းမကျမ်းမခြင်းက၎င်းအမျိုးမျိုးနဲ့အဲ့လိုတူတပါအကျိုးကိုတည်ဆောင်တဲ့သူတွေကိုဘုရားသခင်ကအရန်နှိတက်တယ်ကောင်းကြီးလေးပေးတယ်တကယ်ပဲကောင်းကြီးလေးဖြစ်တယ်နော်ဒါမဲ့လည်းကျွန်တော်တို့ကနော်တခါတလေမှကိုလက်နဲ့လှုပ်ပြီးမှကိုမစားတဲ့ခါလေးရှိတယ်ဗျ ဲ့ဒါအဲ့လိုမျိုးအခြေအနေမှာပဲနော်အများကြီးကနေတယောက်နဲ့ရှင်လိုက်ရင်တယောက်ကို ပေးလိုက်တာနော်ကြီးတော့အရာလေးကိုလှုပ်ဆောင်နေတဲ့အခါမှာသေးတော့အရာလေးကစတောက်စင်အောင်လှုပ်တတ်တယ်အဲ့ဒါမှအောင်မြင်တာလို့ဆိုတာကျွန်တော်လည်းအရင်တုန်းကအဲ့လိုပါပဲပုတ်ပြပြအရန်လှုပ်တတ်တယ်ပင်ပန်းလိုက်ရင်တမျိုးမပင်ပန်းလိုက်တမျိုးဒါမှမဟုတ်နားလေလာတဲ့အခါမှာနော်ကြီးတော့အရာတစ်ခုကိုလှုပ်ဖို့ရအတွက် တင်းငယ်တဲ့ဟိုးဖက်နှက်ကြိုးကစခရူးဆိုင်တက်လာတဲ့ခါမှာနော်အနေထိုင်နည်းနည်းပြောင်းလဲလာတယ်။နေရနည်းနည်းချိန်းလာတယ်ပေါ့ပြောချင်တာကအဲကြောင့်မို့ညီကူမန္တမတို့နော်ကျွန်တော်တို့အဲ့ဒီဟာလေးကိုခရူးဆိုင်ဖို့လိုပါတယ်ဆိုတာကိုကျွန်တော်အားပေးချင်တယ်။ဘာဖြစ်လို့လဲဆိုရင်ဝမ်းတာတယ်။တကယ်ကျွန်တော်ကကျွန်တော်ကဒီနေ့ကနော်အဲ့လိုမျိုးတွေတော့မလုပ်တော့ အိမ်မှာပဲနေပြီးတော့ညနေညနေဆိုကျွန်တော်လိုင်းပေါ်ကနေကြည်ပြီးမှတကယ်ပြည်သည့်ဖြစ်တယ်။ဝမ်းလဲတာတယ်။ဆုလဲတောင်းပေးနေတယ်။ကျွန်တော်ကအိမ်ကနေပဲဆုတောင်းပေးနေတယ်နော်။မျိုးစီကျေးတဲ့သူတွေကအစ30 60 100ရာတော့မကကောင်းကြီးမင်္ဂလာဘုရားသခင်ပြန်လဲတွန်းလောင်းပေးဖို့ကိုတိုင်ကိုကြသွားရောက်ပြီးမှအစေခံတဲ့သူတွေရောနော်အတ္တတန်နဲ့ကြမ်းမချင်းတော်လကောင်းဝမ်းမြောက်ချင်းတော်လကောင်းလွတ်မြောက်ချင်းတော်လကောင်းနော်ရွှေလန်းတော့အတ္တတလေးဘုရားသခင်ပေးဖို့ နော်တဆင့်ပြီးတဆင့်မိမိရဲ့ကိုယ်ပိုင်ပိဆိုင်နဲ့လည်းပြန်ပြီးမှအခြေခံနိုင်ဖို့နော်အခုကေစီရဲလုတ်တဲ့လူတွေကိုလည်းအကုန်လုံးကိုကျွန်တော်ဆူတောင်းပေးနေပါတယ်နေ့တိုင်းလိုလိုကျွန်တော်ဆူတောင်းပေးနေတယ်အဲ့တော့အဲခုနလိုမျိုးပေါ့နော်အဲ့ဒီဟာလေးကတော့နည်းနည်းလေးကျွန်တော်တို့ခရိုးဆိုင်ဖို့လိုသေးပါတယ်ဆိုတော့တကယ်ကိုခရိုးဆိုင်တာနည်းနည်းမဟုတ်ဘူးတကယ်ကိုခရိုးဆိုင်ဖို့လိုတယ်အဲ့ဒီကလေးခမရအဲ့ဒီနေ့သမင်းမစားရတော့ဘူးထင်တယ်အဲ့တော့ ဒါလေးကအရန်ကိုတတိထားမယ်အချက်လေးဖြစ်ပါတယ်ဆိုတာကိုကျွန်တော်တို့ခရိယန်တွေအတွက်ယုံကြည်သူတွေအတွက်ကျွန်တော်မျှဝေပေးတာဖြစ်တယ်အားလုံးကိုကျေးဇူးတင်တယ်ဘုရားသခင်အထူးကောင်းချီးပေးပါစေ။